မင်္ဂလာပါ Cocaine Star Football Show ကနေကြိုဆိုပါရစေ BBC ရဲ့ Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်။ပရမဒွန်ဒရင်းကတော့ Sky Sports ကပေါ်ပြထားတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ Arsenal တင်းက Bayern Munich အတင်းရဲ့တောင်မန်ကစားသမား Kingsley Coman ကိုစုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါပါခင်ဗျာ။ ကျွန်တော်ထင်တာပြောရမယ်ဆိုရင်တော့စုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့တာကလွယ်ပြီး AI ဒီထက်ပို့ပြီးတော့ Kingsley Coman ကိုကြိုးစားမှုလုပ်မယ်မထင်ပါဘူးလို့မမလို့တာ Kingsley Coman ရဲ့တက်ရွယ်ကတခုရောက်နေပြီ Arsenal အသင်းမှာတောင်ပံကစားသမားတွေရှိနေသေးတယ် Bukayo Saka, Martinelli, Trossard စတဲ့ကစားသမားတွေကတုံးလို့ရသေးတယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတယ် Saka ကတော့အင်အားအပြည့်ဆုံးနဲ့အကောင်းဆုံးပလေယာပေါ့ဗျာ Martinelli နဲ့ Trossard ကိုပြိတ်သက်ကြိုက်ချင်မှတော့ကြိုက်လိမ့်မယ်ဒါပေမဲ့ ကင်းစလေးကိုမန်းကောသူ့ရဲ့အသက်အရွယ်ရဒဏ်ရာပြဿနာမကြာခဏရနိုင်မှုအရာပရီးမီးယားလိမှာအဆင်ပြေမပြေတစ်ချက်ချရအောင်မယ်အဲ့တော့ကြောင့်ကင်းစလေးကိုမန်းကိုပေးချေရမယ်လောက်ခပမာဏနဲ့ပြန် adjust လုပ်ကြည့်မယ်ဆိုရင်အရန်တန်လာကြီးရဲ့ခေါ်တဲ့နယ်ဆိုတော့ကစားသမားတယောက်တော့မဟုတ်ဘူးတောင်မန်ကစားသမားတယောက်မခေါ်ဘူးတင်လို့ပြောတာတော့မဟုတ်ပါဘူးခေါ်ရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော် ဥမာပြောရင်တော့ trouser ကိုအသင်းကနေရောင်းထုတ်လိုက်မယ်နောက်ထပ်တောင်မန်ကစားသမားကောင်းတယောက်ခေါ်မယ်ဆိုရင် Kingsley Coman ထက်ငယ်ရွယ်ပြိုမြင့်ပြီးတော့ပိုပြီးလှုပ်အားနှုန်းကောင်းမဲ့ကစားသမားတယောက်ကိုခေါ်ဦးတင်တယ်လို့တော့သုံးသပ်မိပါတယ်ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ German ဘက်က bit ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ local ကသတင်းတဏ္ဍာရီဖော်ပြတယ်ဆိုရင်နည်းနည်းကြောက်ရတယ်အဲ့ local သတင်းတဏ္ဍာရီက local က club တွေနဲ့လက်ချင်းရိုက်ပြီးတော့လူတို့အဲ့သတင်းကိုပုံဖော်လို့ရတယ် Frankfurt အသင်းရဲ့နော်တိုက်စစ်မှု EGDG ကို အာစနယ်နဲ့တော်တင်ဟော့စ်ပါမန်ချက်စတာယူနိုက်တက်တို့ကစိတ်ဝင်စားနေတဲ့အချိန်မှာဖရန့်ဖတ်ကပြောင်းရွှေ့ကြီးယူရိုတန်တရာပေါင်အဖြစ်86.3သန်းတောင်းဆိုထားရလို့သိရပါတယ်ဖရန့်ဖတ်ရဲ့တိုက်စစ်မှုတွေဆိုဝေဝေးရှောင်တင်တယ်ကျွန်တော်ကဒီဖရန့်ဖတ်နဲ့ပတ်သက်ပြီးတော့ဟိုးရင်ကနေကသူတို့ရဲ့တိုက်စစ်မှုတွေကိုဟိုတေချာဂယုဆိုင်ခဲ့မှုတွေဗျာဘာကြောင့်လဲဆိုတော့ဖရန့်ဖတ် တိုက်စစ်မှုတယောက် Alex Meyer ဆိုတာဒီ German Bundesliga မှာဂိုးသွင်းပြီးရင်ဖြစ်ခဲ့မှုတယ်အဲ့ဒီအချိန်ကာလတော့28 29လာမသိဘူးဒါပါအသက်ရွယ်မှားရင်လည်းနည်းနည်းခွင့်လွှတ်ပေး ဆိုတော့ဒီမေယာအဲ့နှစ်တနည်းပဲကိုးသွင်းပြီးနောက်နှစ်ဘောလုံးရာသီမှာအဖေရောက်သွားမှမသိပျောက်သွားခြေသွမ်းပိုင်းကတရာသီလာကိုသူတို့ကအရင်တွန်းတင်နိုင်တဲ့အခြေအနေမျိုးရှိတယ်ဒါဖရန့်ဖတ်မှမဟုတ်ဘူးဂျာမန်ဘွန်ဒက်စလီးယားမှာကစားနေတဲ့ကစားသမားတော်တော်များများကိုးသွင်းဖို့အတွက်လွယ်ကူတယ်လို့တောင်ပြောရမယ်ဥပမာပြောရင်တော့ဝူးဖ်ဘတ်မှာလည်းဂရာဖီတီတို့လိုကစားသမားမျိုးတွေတစ်ခေတ်တစ်ခါကိုးတွေတွင်ပြီးနောက်ပြီးပျောက်သွားအောင်အဲ့လိုမျိုးတွေရှိခဲ့ဘူးတယ်နောက်ထပ်ဈေးတွေအများကြီးတင်ပြီးရောင်းချခဲ့တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ Random ကိုလိုမူရနေသူတို့ Randness ကခေါ်ဦးတဲ့အချိန်ကာလတုန်းကဘာပြောင်းရွှေ့ကြီးမှပေးခဲ့ရတာမဟုတ်ဘူးနည်းနည်းလေးဗျာအဲ့လိုပေါင်တသန်းလို့နှစ်သန်းလို့ဝင်းကျင်ကာလလောက်ပဲပေးခဲ့ရတာတိုးတော့သူတို့ဧကစားသမားကိုပြန်ရောင်းတဲ့အခါမှာ PSG ကိုနေနေအောင်ပြောင်းရွှေ့ကြီးတွေရအောင်ရောင်းထုတ်နိုင်ခဲ့တယ်အခု EKDG လည်းအဲ့တိုင်းပဲသူတို့ PSG ကခေါ်လိုက်တဲ့အမောင်ပမာဏပေါင်တန်း30ဆွန်းဆွန်းဝင်းကျင်ပမာဏပဲရှိမယ်အခုချိန်မှာဂိုးနည်းနည်းလေးတွင်းလိုက်တာနဲ့နော်100ဒီလောက်ထကောင်းလိုက်တာနဲ့ပေါင်တန်း100တို့နော်ပေါင်86ဒီမှာတသမာ3တန်းလို့ပါလို့ဆိုတာ ိတ်တော့ယုတ်တိမတန်အောင်ဗျသူကိုအဓိကခေါ်ချင်နေတဲ့ club က Manchester United ဒါပေမဲ့အခုဂျာမန်ဘက်ကပစ်ရဲ့ဖော်ပြချက်တွေမှာဆို Arsenal တို့ Tottenham Hotspur တို့ကလည်းစိတ်ဝင်စားနေရပါညာအဲ့အတွက်ကြောင့်ဘောလုံးသတင်းတွေကမယုံကြည်ရအောင်တခါလေကြရင် site ကိုဖောက်လိုက်တယ်ကစားသမားကိုဈေးဆွဲတင်လိုက်တဲ့ဟာမျိုးတွေပါရှိတယ် rumor ဆိုတဲ့သဘောတရားကောလာဟာလာဗျာဒီချိန်မှာ Arsenal တို့ Tottenham Hotspur ကစိတ်ဝင်စားတာလေဖြစ်ချင်မှဖြစ်လိမ့်မယ်ဒီတိုင်းနာမည်ကောက်တက်လိုက်တဲ့သဘောမျိုးပေါ့တိုးတော့အဲ့လောက် amount ပမာဏကတော့ Manchester United အသင်းဟာခေါ်ယူနိုင်ပွဲမရှိဘူးလို့ကျွန်တော်ထင်တယ်သူတို့အသင်းရဲ့အဓိကကစ ားသမားတွေကိုရောင်းထုတ်ရဖို့အခြေအနေအများကြီးပါ EKD ကိုအဲ့လိုယူရိုတန်း100လောက်ပေးပြီးခေါ်မဲ့အစား LND လက်ဘလူကစားသမားမျိုးကိုအကျိုးသဘောတူညီမှုရဖို့ပေါင်တန်း40လောက်ပေးပြီးခေါ်လိုက်တာကပို့ပြီးတေချာရည်ရတယ်လို့တော့သုံးသပ်မိပါတယ်ဒါကတော့ bit ရဲ့လုံးဝဖြွားတဲ့ရင်လို့ကျွန်တော်သုံးသပ်မိပါတယ်ကြည့်ကျွန်တော်နောက်ထပ်တဲ့ရင်ကတော့ Spain ဘက်က fishes ကပေါ်ပြထားတဲ့တဲ့ရင်ပဲဖြစ်ပါတယ် Tottenham Hotspur အသင်းကသူတို့ရဲ့ပြောင်းရွှေ့ခြေစံချိန်ကိုချိုးဖြတ်ပြီးတော့ Wolverhampton အသင်းရဲ့တိုက်စင်မှု Matheus Cunha ကို ပေါင်65တန်ပေးချေခေါ်ယူဖို့ဆန္ဒရှိနေလို့သိရပါတယ်။ခူးညာကဟူဗန်ဒန်သင်းတဲ့စာချုပ်တတန်းသာတိုးလိုက်တာသူ့ရဲ့ rally clause အရာခေါ်ယူခြင်းစပွဲတိုက်စစ်မှုဟူဗန်ဒန်လည်းအများကြီးရတော့မဟုတ်ပါဘူး။ခူးညာကိုခေါ်တော့က45တန်လောက်ပေးလိုက်ရတယ်။အဲ့တို့ကြောင့်ပေါင်တန်30လောက်ပဲမြတ်တာပါဗျာ။65တန်ကြတော့ဒီကစားသမားမျက်လုံးမိတ်ပြီး investment လုပ်တင်တယ်လို့ကျွန်တော်ထင်တယ်။သူကတက်တဲ့အလီလီပြထားပြီးသားလေ။အသက်အရွယ်ရလည်း25နှစ်ဘရာဇီးသား Britain Lions မှာနေရာမျိုးစုံကစားနိုင်တဲ့သူအထောင်တိုက်စစ်တနေရာမှာတည့်ပြီးတော့ဆော့မလား။ဒါမှမဟုတ် AM နေရာမှာထားမလား။ Wing နေ ဖတ်စော်ခိုင်းမလားအဝေးကန်ချက်တွေနဲ့လည်းဂိုးသွင်းယူနိုင်တယ်လှုပ်အားလုံးအပြည့်နဲ့ fighting spirit အပြည့်နဲ့ aggressive ဖြစ်ဖြစ်ကစားနိုင်တဲ့ fighter တယောက် ဒီ brother ကစားသမားတွေထဲမှာနောက်ပိုင်းပေါ်တဲ့ကစားသမားတွေကတော်တော်လှုပ်အားနှုံးကောင်းတယ် fighter တွေလို့တောင်ကျွန်တော်ပြောချင်တယ်အရင်တော့ brother ကစားသမားတွေဆို skill ရှိတယ်ဒါပေမဲ့ walk ethic အရင်အားနည်းတယ်ကြက်ခိုင်မှုပိုင်းအားနည်းတယ်တကယ်တကာ premier league ဆိုရင် latin america ကစားသမားတွေလာကစားရင်ဖေးတာပဲဒါဟိုးရင်တော့ premier league ကိုပြောတာအခုနောက်ပိုင်း latin america ကစားသမားတွေကပုံပြောင်းကစားသမားတွေဥရောပကစားသမားတွေနဲ့ရှင်ပြီးတော့ကစားနိုင်တယ်အာရှကစားသမားတွေလိုမျိုး walk ethic ကောင်းတယ်ဘာမှမကြည့်နဲ့ bruno ကွီမရစ်ကိုကြည့်ရေးလေချမ်းနဲ့အဲ့လိုပုံစံတူ type တူလေးတွေထဲမှာမာဒီယက်စ်ကူညာပါတယ်ဘရာဇီးသားလူသာပြောရမှာစကေးပိုင်းလည်းကောင်းတယ်လှုပ်အားနှုန်းကြီးကလည်းကျန်းတယ်အဲ့တို့ကြောင့်တော်တင်ဟော့စ်ပါအနေနဲ့ဒီလို type စစ်ကစားသမားကိုသူတို့ပြောင်းရွှေ့ကြည့်နော်စံချိန်တင်ပေးပြီးခေါ်မယ်ဆိုရင်လည်းခေါ်တဲ့တယ်လို့ကျွန်တော်ကတော့ယူဆတယ်ရစ်ချာလီစင်တိုင်ပတ်သွားပြီဗျာမာဒီယက်စ်ကူညာနဲ့ရှင်းမယ်သူကြံ့ခိုင်မှုချင်းကဘာမှမဆိုင်တော့ဘူးစွန်ဟောင်းမင်းအသက်ရွယ်တစ်ခုရောက်လာပြီအဲ့တော့တော်တင်ဟော့စ်ပါရှေ့တန်းမှာဆိုလန်ဂီတယောက်ပဲရှိတယ် ကူလူဆက်စကီကလည်းဒါရှေ့တန်းလို့ပြောရမလား၊ကွင်းလယ်လို့ပြောရမလားမသိဘူး။နေရာတော်မှာလိုက်ဖြည့်ပြီးကစားပေးနေရတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီမာဒီယက်စ်ခူးညာကိုတော်တင်ဟော့စပါအနေနဲ့ခေါ်ယူခြင်းနဲ့ဆိုရင်လုံးဝခေါ်တဲ့နယ်ကစားသမားတယောက်လို့သုံးသပ်မိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော် The Sun ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Crystal Palace အသင်းကလည်း Aston Villa မှာအငှားချပြီးခြေသွမ်းတွေပြနေတဲ့ Marcus Rashford ကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်တော့မဖြစ်နိုင်ဘူးလို့ထင်တာပဲ Marcus Rashford ကိုဗျာဟိုတွေးသမျှအသင်းကရှောက်ခေါ်ဖို့ဆိုတာ ဒါဟိုနောက်နေတယ်လို့ပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ market stress ကိုမခေါ်နိုင်ဘူးပြောတာမဟုတ်ဘူး။ကစားသမားတယောက်ကိုခေါ်မယ်ဆိုရင်သူ့ကိုပေးရမယ့်ပြောင်းရွှေ့ကြီးတစ်ခုတည်းကိုကြည့်လို့မရဘူးဗျ။အဲ့ကစားသမားကိုပေးချေရမယ့်လောက်ခပမာဏနဲ့ဒီကစားသမားရဲ့စိတ်နေသဘောထားကိုလည်းတစ်ချက်ပြန်ပြီးညှိနှိုင်းဆွေးနွေးဖို့လိုသေးတယ်။ Aston Villa နဲ့ market stress ကိုရင်းနှီးမှုရှိတယ်၊နှိစက်မှုရှိတယ်ဆိုတာဒါကျွန်တော်နားလည်လက်ခံလို့ရတယ်။ Aston Villa က Rashford ရဲ့သုံးသိန်းခွဲကိုလည်းသူတို့ပေးနိုင်တယ်။နောက် Champions League ဝင်ဖို့အတွက်နှစ်တိုင်းလိုလိုကြိုးစားနေတဲ့အသင်း Rashford ကတော့ အက်စတွန်ဗလာကိုပြောင်းမယ်ဆိုရင်သူ့အတွက်တချို့တော့မျောလင်းချက်တွေအများကြီးရှိတယ်။ကပယ်လစ်ကိုပြောင်းပြီဗျာ။ပယ်လစ်ကချန်ပီယံလိဝင်ခွင့်ဘယ်နှစ်တုန်းကမျောလင်းချက်ရှိလို့တော့။နောက်မာကတ်စ်ရက်ရှ်ကိုပေးရမယ်။ တပတ်လောက်ကပေါင်3သိန်းခွဲဆိုတာအသိအသိတော့မနေစဉ်းစားနေရတာ Palace အနေနဲ့ပိုလို့တော့မဖြစ်နိုင်ဘူး။ဒါကျွန်တော်က Palace ကိုနှိမ်ချပြီးပြောတာမဟုတ်ဘူး။လက်တွေ့စဉ်းစားစဉ်းစားရင်မဖြစ်နိုင်ဘူးဆိုတဲ့အပိုင်းတွေကို ထောက်ပြတာပဲဖြစ်ပါတယ်ခင်ဗျာ။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးရအောင်ခင်ဗျာ။ဒီသတင်းကိုတော့ Fabrizio Romano ကဖော်ပြထားတာပဲဖြစ်ပါတယ်။ Manchester City အသင်းအသက်34နှစ်ရွယ်ကွင်းလယ်ကစားသမား IK Gundogan ကိုတနှစ်တက်တန်းလို့စာချုပ်ချုပ်ဆိုပြီးတော့2026ခုနှစ်ထိအသင်းမှာဆက်ရှိနေသေးမှာဖြစ်တယ်လို့သိရပါတယ်။ တော့မန်စီးတီးပြိုင်သက်တွေရောဂွန်နိုဂန်ကြီးကိုအတင်းမှာတနစ်စာအုပ်သက်တမ်းထပ်တိုးတာဘယ်လိုမြင်သလဲပေါ့နော်ဝင်းအောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ကတော့ဟိုမတိုးလေရတဲ့အခြေအနေမျိုးလို့ထင်တယ်ဗျတခုရှိတာသူတို့တခြားပြစ်မှတ်ကစားသမားတွေကိုခေါ်ယူဖို့အတွက်ပုံပြီးစိတ်အားထက်သန်နေတာရှိမလားပေါ့ဒါမှမဟုတ်သူတို့ပလန်ထဲမှာတခြားနေရာတွေခေါ်ယူတဲ့အတွက်ကြောင့်ကွင်းလယ်မှာမလို့သေးဘူးကွာနောက်တစ်နှစ်မှခေါ်မယ်ငါတို့ FFP rules နဲ့ကိုက်ညီအောင် ဒီကစားသမားတယောက်ပဲခဏလေးတနည်းလောက်မှီးတုံးလိုက်မယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်အကွန်နိုကန်အသင်းမှာဆက်ရှိနေတဲ့အခါသူကတော့နေရာတုံရတာပေါ့ central zone မှာ deep mid height ဘယ်နေရာမှာလဲကစားကစားကစားနိုင်တယ်ပြောင်းရွှေ့ကြီးတီးတန့်မကုံတော့ဘူးပေါ့ဗျာအဲ့တော့တခြားနေရာတွေဆိုတော့ နေရာမှာအတိုက်စစ်မှုတယောက်ပေါ့နော်အားလင်းဟာလန်နဲ့အပြိုင်နောက်ကဖိအားပေးနိုင်မဲ့ကစားသမားတယောက်ခေါ်ရင်တော့ပိုကောင်းတယ်ကျွန်တော်တို့ defensive line ကကစားသမားတွေကလည်းဒီနေရာဒီကြန့်ခိုင်မှုမပြည့်တဲ့အတွက်ကြောင့်အစ်စ်ခေါ်ဖို့လိုသလိုဂိုးသမားတနေရာအတွက်လည်းပြန်ပြီးတော့စဉ်းစားဖို့လိုပါကြောင်းသုံးသပ်ဆွေးနွေးတဲ့ video လေးဒီမှာနားချင်ပါတယ်ချစ်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ